အသေးခိုက်အောင်မှန်သောကနန်းပြည်ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တစ်သမားရဲ့အတွက်တော့ပြီးတော့ပါပြီခင်ဗျာ။မိတ်ဆွေကအင်္ဂလိပ်မူရဲ့၂ရက်၁၇ရက်၂၀ရက်၂၀နဲ့၉ရက်မှာမွေးတယ်ဆိုရင်မိတ်ဆွေကနှစ်သမားဖြစ်ပါတယ်။ နှစ်ကနန်းသမားတွေဟာလှမင်းနဲ့ဆက်ဆက်တဲ့သူတို့တောင်မှတင်စားနိုင်ပါတယ်တကယ်လည်းနှစ်ကနန်းသမားတွေဟာလှမင်းနဲ့ပတ်သက်တဲ့ကနန်းတစ်ခုဖြစ်ပါတယ်အေးမြချေရဲ့တရုတ်ကြောင်နှစ်ကနန်းသမားတွေကိုမျှတတဲ့သူတွေစိတ်ရင်းကောင်းတဲ့သူတွေနူးညံ့တဲ့သူတွေကြပြာဆန်တဲ့သူတို့တောင်တင်စားတတ်ကြပါတယ်တကယ်လည်းနှစ်ကနန်းသမားတွေကစိတ်ဓာတ်နူးညံ့တတ်ပါတယ်စိတ်ဓာတ်ပျော့ပျောင်းလို့နဲ့အတွက်အမြဲတမ်းလိုလိုသူများတို့ရဲ့အနိုင်ကျင့်မှုကိုခံရတတ်ပါတယ် တန်ရုပ်ရှင်ကြီးမားလွန်းတဲ့အတွက်အချစ်ရေးမှာသူမတူအောင်မေတ္တာတရားကြီးတက်တဲ့သူတွေဖြစ်ပါတယ်။အသွေးခေါ်နိုင်စွမ်းအားကောင်းတဲ့အတွက်ကောင်းတယ်လို့ဆိုခြင်းပေမဲ့လည်းလက်တွေ့မှာအသွေးတွေကိုလက်တွေ့အကောင်အထည်ပေါ်တက်မှုကအလွန်အားနည်းနေတတ်ပါတယ်။အသွေးတိုင်းကိုလက်တွေ့အကောင်အထည်ပေါ်တက်အောင်ကြိုးစားပေးမယ်ဆိုရင်ထူးထူးခြားခြားအောင်မြင်တတ်ပါတယ်။အသွေးအားကောင်းတဲ့အတွက်စာပေတွေအမှုပညာတွေဂီတဘတ်တွေမှာအထူးအောင်မြင်တတ်ပါတယ်။နှစ်သမားတွေနေနဲ့လှုပ်ရမယ့်ရေတရားကကြံ့ရည်ကိုအမြဲတမ်းလိုလိုကပ်လူပေးပါ။ မိတ်ဆွေကံတွေကောင်းမွန်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေစနေသက်တယ်ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတွေသိရအောင်ဝေမျှခြင်းရှယ်ရင်ပြုလို့ယူလိုက်ပါလို့ကျွန်တော်ကြံပြချင်ပါတယ်နောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်